တရုတ်နှင့်နှစ်ဖက်ဆန့်ဆန့်ရင်းတင်းမာနေမှုကိုဖြေလျှော့ဖို့ရည်ရွယ်ပြီးဂျပန်ဟောင်းတန်တမန်ရေးဆိုင်ရာအထူးကိုယ်စားလှယ်တအူးကို ပေကျင်းမြှုပ်ဆီဆေလွတ်ခဲ့ပါတယ်။ဂျပန်အတိုက်ခံမဲ့တအူးကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခတ်ရင်ဂျပန်အစိုးရအနေနဲ့ဘာလုပ်မလဲလို့မေးမြန်းတဲ့အခါဝင်ကြီးချုပ်တာကအီချီကထိုင်ဝမ်ကိုကူဖို့ဂျပန်ရဲ့ပြည်ဆောင်တပ်တွေကိုဖြန့်ကျက်စီမဲ့အထိပ္ပယ်မျိုးဖြင့်တုံ့ပြန်ဖြေကြားခဲ့ကြောင်းသိရှိရပါတယ်။ ဒီကိစ္စဟာတရုတ်တွက်အကြီးကျယ်ဒေါသထွက်စရာဖြစ်စေခဲ့ပြီးဂျပန်တမ်မတ်ကြီးကိုပါဆင့်ခေါ်ပြီးကန့်ကွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကောင်စီဝန်တဦးကတာကာအီချီရဲ့စကားကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့ရာထဲသွင်းသုံးဆွဲတဲ့စကားပုံတစ်ခုကဂျပန်ဝန်ကြီးချုပ်ကိုကောင်းဖြတ်သင့်နေဆိုတဲ့အတိတ်ဝင်နှစ်ခွာသဘောမျိုးထွက်နေခဲ့တာကြောင့်ပြဿနာတွေပိုရှုပ်ကုန်ပါတယ်။ အဲ့ဒီနောက်တရုတ်က နိုင်ငံသားတွေအနေနဲ့ဂျပန်ကိုတွားရောက်လဲပတ်တာမျိုးမလုပ်တင်ကြောင်းတိုက်တွန်းခဲ့သလိုတရုတ်မှာယုံတင်မဲ့ဂျပန်ရုပ်ရှင်တွေကိုလည်းဆိုင်းငံ့ထားဖို့အမိန့်ပေးခဲ့ကြောင်းသိရှိရပါတယ်။တရုတ်ကတော့ထိုင်ဝမ်အရေးမှာဂျပန်ကသာ တကယ်ပဲစစ်ရေးအရာဝန်ဆွတ်ဖက်ရင်မရှုမလရှုံးနိမ့်မှုမျိုးကြုံတွေ့သွားစေရမယ်လို့တောင်းချိန်ချောက်ထားပါတယ်။